ူကနေပြီးတော့ပြန်လဲကျိုးစုပါတယ်เนาะဒီထဲတော့ EPS တင်ယူတည့်ရဲ့ meaning လေးတွေကိုဖတ်ပြပြီးတော့အခုဒီထဲ EPS တင်ယူတည့်ရဲ့မွန်နှောချောင်းမွန်လေးတွေကိုတခန်းချင်းစီရှင်းပြပြီးတော့တင်ပေးနေတာပေါ့เนาะအဲ့ဒီတော့ဒီထဲရဲ့ channel လေးထဲမှာအားလုံးကိုအခမဲ့လေးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုအရင်ဆုံး subscribe လုပ်တော့မမေ့နဲ့เนาะဒီဗီဒီယိုလေးမှာတော့ဒီထဲအခန်း၁၄ Q Chucky ဆိုတဲ့အခန်းရဲ့မွန်နှောချောင်းမွန်လေးကိုပြောပြပေးသွားပါမယ် ဆောင်းနဲ့လိုက်ကြည့်မဲ့လူတွေကဆောင်းမျက်နှာ189မှာလိုက်ကြည့်လို့ရပါတယ်နော်အကန့်ဆက်လေးရမွန်တော်ချောင်းပေါ်ပါလေချေလို့ထိုးရုံးမြောင်းချူဆိုထိုးရုံးမြောင်းကလမ်းရဲ့နာမည်ကိုပြောတာပေါ့နော်လမ်းနာမည်ချူဆိုလိပ်စာအဲ့တော့ကြတော့သူတို့ကိုရီးယားမှာလိပ်စာရေးပုံရေးနည်းကိုသူတို့ပြပြပေးထားတာပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ချေလို့ကအရင်ဆုံးချူဆိုနေရာမှာဒီဇယားခွက်လေးကိုအရင်ကြည့်အောင်ပေါ့နော်ချမ်းဆိုဆိုပြီးတော့ဒီချောင်းပုတ်ခွန်း ဒီဟာနေနေရာရဲ့နာမည်ပေါ့ပြီးရင်သူ့ရဲ့ခြူဆိုကြည့်မယ်ဆိုရင်ဆောင်းထူဖြော်ရှိခြုံလို့ခုစာကြည့်လို့ if you ill ဆိုပြီးတော့ပေးထားပါတယ်အဲ့တော့ဒီအောက်မှာလည်းတူတူပဲပေါ့နော်အဲ့တော့ဒီရတွေကလည်းဘယ်လိုမျိုးပုံစံမျိုးတွေနဲ့သူတို့သတ်မှတ်ထားလဲဆိုတာကိုချေလို့လေ့လာကြည့်ကြရအောင် 한국에서는 코리아말로 도로명 주소를 레이엔메고 사용합니다. 어떤 두그 말에 도로명 주소란지 레이엔메레사소라가지정도 도로명은 지정도에 따라 제로 마타래뭐 딴마타래 도로명 레이엔메고를 기준으로 아, 초, 디, 산업 내내 다 비어, 뭐, 산업 내내 다 비어, 주소를 표기, 표기하는 것을 말하는데 레사리고 네, 표기하다 땀맞다 땀맞대 야고 말하는데 뼈라 피비로 네, 도로의 이름이 도로의 이름 딜레의 남매고 네, 기준이기 때문에 아, 사용한 피드를 점으로 주소를 알기 쉽습니다. 레이서 어디보소라 들어올 번호. 그래서 레아라 점으로 도 주소만 있으면 디랜리사베 시대 소행고베 원하는 곳을 찾아갈 수 있습니다. 원하는 곳 밑골에 로에덴니아 고도아덴니아고 찾아갈 수 있습니다. 샤비로 또 하나의 말에 네. 위에 예를 보면 뒤에 말에 예를 보면 오마마리네 지인 소비어디아 우마비타보노오마마리네 지인에서 알수 있듯이 띠나이들로 미오바에 한국의 도로명 주소는 코리아의 딜레나 멜리사가 샤오와는 반대로 잉글리론의 평면 အင်္ဂလိပ်လိုနဲ့ဖန်သေးဆိုတာချေလို့ဖြောင်းမြန်ပြောပါဖြောင်းမြန်နဲ့ခန်းထန်ဝီလိုပူတော်ရှိချက်ခါရောအဲ့တော့ကြီးတဲ့အစင်ဟာနေပြီးတော့စတင်ပြီးတော့ချုံချတဖြည်းဖြည်းချင်းဂျာကွန်းထန်ဝီလိုချုံစမီတာတေးတဲ့အစင်ကိုရောက်သွားတယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့အချဲလိုမြန်မာနိုင်ငံမှာဆိုလဲရှိတဲ့အဥ္စာက ဆိုတော့အင်္ဂလိပ်စာတို့ဘာလို့ပေးတယ်ဆိုရင်အရင်ဆုံးအိမ်နံပါတ်ရှိရင်အိမ်နံပါတ်ရေးမယ်ပြီးတော့ရင်လမ်းရဲ့လိပ်စာရေးမယ်ပြီးတော့ရင်ရပ်ကွက်နံပါတ်ရေးမယ်ပြီးတော့ရင်မြို့နယ်နံပါတ်ရေးမယ်ပြီးတော့ပြီးတော့မှတိုင်းရင်နံပါတ်ရေးတယ်ပေါ့နော်အဲဥစ္စာချက်တို့ဘာပြောလဲဆိုတော့အသေးကနေပြီးတော့တဖြည်းဖြည်းချင်းကြီးသွားတာအဲ့တော့ဥပမာအနေနဲ့ဆိုရင် အိမ်နံပါတ်ဖလောက်ပေါ့နော်အိမ်နံပါတ်69ဒါမှမဟုတ်အိမ်နံပါတ်27ဒါမျိုးရင်ရေးမယ်ပြီးသွားမှာဒါစပယ်လန်းလားခန်းကော်လန်းလားဒီလိုမျိုးပေါ့နော်အဲ့လိုရေးမယ်ပြီးသွားရင်မြို့နယ်ပေါ့ဗဟန်းရန်ကုန်ဆိုအများကြီးပဲလေမြို့နယ်ဗဟန်းမြို့နယ်ဆိုဗဟန်းမြို့နယ်တောင်းကလာဆိုတောင်းကလာဒီလိုမျိုးရေးမယ်ပြီးသွားရင်ဆိုမှာအနောက်မှာရှယ်တော့ဗာလဲရန်ကုန်တိုင်းဒေသကြီးဆိုပြီးရေးရ အောင်ဆွဲတော့ငယ်စဉ်ကြီးလိုက်ရေးတယ်လို့ခေါ်တယ်အဲ့တော့အင်္ဂလိပ်တွေလည်းတူတူပဲငယ်စဉ်ကြီးလိုက်ရေးတယ်ပေါ့နိုင်ငံအထိပါပါတယ်ဆိုချဲတော့တိုင်းဒေသကြီးရဲ့အနောက်မှာမှနိုင်ငံရေးတယ်ပေါ့ဒါပေမဲ့ကိုရီးယားတွေကကျတော့ဖြောင်းမြန်မှာသူတို့ကဟိုးအကြီးဆုံးကနေနည်းမြေအကြီးကနေစပြီးရေးတယ်အဲ့တော့ဖြောင်းမြန်ပြောင်းပြောင်းမယ်ဆိုတိုင်းဒေသကြီးအဲ့ဒီထဲမှာဖေရက်ွယ်ဖေလန့်အိမ်နမဖလောက်ပေါ့ဒီလိုမျိုးပြန်ပြီးတော့ကြီးစင်ငယ်လိုက် ပြန်ရေးတာကိုပြောတာပါ ိုလိုမျိုးခြူဆိုနဲ့ထောင်းကွာခါချီခူဆောင်သွဲမိတာအဲ့တော့လမ်းနံပါတ်၄ကလည်းအောက်ပါလိုမျိုးခူဆောင်သွဲတာဆိုတော့ကျွန်တော်ဖွင့်စည်းထားပါတယ်ပေါ့ကဲကြည့်ကြည့်အောင်ရှီထိုရှီထိုဆိုတော့ကျွန်တော်ခုနကပြောရဲပါလေဒီတိုင်းနေပေါ့နော်တိုင်းဒေသကြီးလာပြည်နယ်လာပေါ့အဲ့ဒီဟဲတန်းခုံမူနီတဲ့ဟဲတန်းခုံမူဆိုတာတက်ဆိုင်နဲ့ဒီအဆောက်အဦးကအိမ်ပေါ့နော်အဆောက်အဦးကဝီချီဟန်တီရှိနေတဲ့ရှီနာထို ီနဲ့ဒို့မဟုတ်တိုင်းကိုနာထနေမိတာဖော်ပြပါတယ်တဲ့ဝီရဲ့အပေါ်မှာဝီရဲ့ဆောင်းနဲ့အပေါ်မှာတော့တဲ့ဆောင်းထပြောရှိွားဦးဆန်းခွန်ရရှိကဤဟဲဟဲတန်းတွင်မိတာအဲ့တော့ဆောင်းထပြောရှိနဲ့ဦးဆန်းခွန်ရရှိဆိုပြီးတော့သူဥပမာပြထားတယ်ပေါ့အပေါ်မှာပြင်ကြည့်အောင်ကျေလို့ဒီမှာထိတ်ဆုံးမှရေးထားတယ်ဆောင်းထပြောရှိ ပုံဆန်းခွန်ရရှိတိုင်းဒေသကြီးကိုအရင်ဆုံးရှိတယ်ပေါ့ပြီးတော့ရင်ဒီနောက်ကခူဆိုတဲ့ဟာလေးတွေကိုကြည့်ကြည့်အောင်အောင်မပြန်ပြီးတော့ရှိခွန်ခူတို့ကကြတော့ရှိနာထိုးထိုးဝဲဟာဝီ 平常苦有个拿他拿米哒，哎，我讲哈维说奥德森，我讲湖南话西那土，台地大地那么远，比那奥瓦德森偏的。平常苦有说了，欧洲也提到了，前路路表没走远，那路比那不喏，前路发展了。အဲတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမှာမှာခုနပြောမဲ့ပြည်နယ်တွေအများကြီးရှိမယ်ပေါ့မြို့နယ်တွေပေါ့နော်မန္တလေးဆိုလဲချင်လို့မန္တလေးတိုင်းဒေသကြီးရဲ့အောက်မှာမှာမြို့နယ်တွေမြို့ခွဲတွေအများကြီးရှိမယ်အဲ့ဒါတွေကိုသူတို့ကအာ ှီခွန်ခူဆိုပြီးတော့ပြောပါတယ်ချက်ပြောရှိနာခွန်ရော့ရှိရဲ့ခံမှုတဲ့အဲ့တော့အပေါ်ကလည်းမျိုးချက်ပြောရှိလို့ခွန်ရော့ရှိလို့ဆိုရင်ခူနာခွန်ထိုးရဲ့ခံမှုရှိတော့နော်ခူလို့ဆိုမိတာအဲ့တော့ကြတော့ဘလောက်ကြီးကြီးမမတ်ပါနဲ့နော်ဘလောက်ကြီးကြီးမမတ်ပါနဲ့လို့ခုနပြောတဲ့ရှိခွန်ခူဒီသုံးမျိုးကအဲလိုပါတိုင်းဒေသကြီးရဲ့အောက်မှာရှိတဲ့မြို့နယ်ကိုလာပြီးတော့ရေးတယ်လို့မှတ်ထားရပါမယ် ပြီးတော့ရင် VS on နဲ့အပေါ်မှာတော့တဲ့ခြုံလို့ကူကခြုံကူက EA head run တင်မိတာဒီခြုံလို့ကူနဲ့ခြုံကူကိုဥပမာအနေနဲ့ပေးထားတယ်ပို့ဒုတိယအဆင့်ပေါ့နော်အဲ့ဒီမှာပထမဆုံးဆွဲတော့ဘာဖြစ်မှာလဲဆိုးထူဖြော်ရှီဆိုတဲ့ကိစ္စကအဲတိုင်းဒေသကြီးပေါ့ပြီးရင်အဲ့ဒီရဲ့အနောက်ကမှသူရဲ့ ထဲမှာရှိတယ်မြို့နယ်ပေါ့ချုံလို့ခူးပေါ့နော်ကဲပြီးသွားရင် row row ကကြတော့ကျန်လို့လမ်းနာမည်လာပြီအဲ့တော့ထိုးရိုးမြောင်လမ်းရဲ့နာမည်ကတော့တဲ့ဟဲတန်ခုံမူလီဝီချီဟာနန်တက်ဆိုင်နေဒီကျန်လို့ပြောခြင်းနဲ့အခုတရှိနေတဲ့ထိုးရိုးရဲ့ element နာထာနာမီတာလမ်းရဲ့နာမည်ကိုဖော်ပြပါတယ်တဲ့ဖန်ချာရိုဖန်ချာရိုဆိုတာကျန်လို့ဘာပြောရလဲဆိုတော့ ရှစ်လမ်းမောင်းပေါ့လမ်းအကျယ်ကြီးပေါ့နော်ရှစ်လမ်းမောင်းရဲ့အီဆန်းကြီးခင်ဟိုရှစ်လမ်းမောင်းထက်ကိုများသေးတယ်ဒါမှမဟုတ်ရှစ်လမ်းမောင်းဆိုရင်တဲ့ခြေတော့က သဲရိုလမ်းမကြီးအနေနဲ့သဲရိုလို့ရေးပြီးတော့အီချာရိုရယ်ဆိုချီချာရိုကကြီးနဲ့အဲ့တော့နှစ်လမ်းမောင်းကနေခုနှစ်လမ်းမောင်းအထိကိုတော့ရိုလို့ရေးပါတယ်တဲ့ပြီးတော့ရင်ရိုဘူသားချိုးပွန်ခီအဲ့တော့အနှစ်လမ်းမောင်းဘက်ကိုကျင်းတယ်ရက်ွက်လမ်းလေးတွေပေါ့နော်ရက်ွက်လမ်းလေးတွေဆိုရင်တော့ရှဲရိုကခီလို့ရေးပါတယ်ခီလို့ခူပွန်တယ်မိတာဆိုတော့ခွဲခြားထားပါတယ်တဲ့ရဲရင်ကျတော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒါကူဖြော်တဲ့ရို ရန်လိုဆိုဒမ်ခီထနီအစ်စမီတာထားသူဥပမာလမ်းနာမည်လေးတွေရေးပြပေးထားတာပေါ့နော် VS on နဲ့အပေါ်မှာတော့စာကြည့်လို့ဝါချုံကချုံကရူကဤဟဲဟဲတန်တွင်မိတာအဲ့တော့ပြောချင်တာဒီမှာစာကြည့်လို့ပြီးရင်ဒီမှာကျွန်တော်ချုံကရူထားလမ်းရဲ့နာမည်ပေါ့ပြီးတော့ရင်ကျွန်တော်အနောက်မှာဒီမှာကြည့်ရ16တင်နဲ့345ဆိုပြီးနံပါတ်ရှိတယ်အဲ့ဒီနံပါတ်တွေကဘာလဲဆိုတော့တဲ့ ခုံမှုဖွန်လို့ခုံမှုဖွန်လို့ခိုင်းချေလို့အဆအူရဲ့နံပါတ်ပေါ့ချေလို့မြန်မာလူဆိုအိမ်နံပါတ်ပေါ့နော်အိမ်နံပါတ်1234ပေါ့အိမ်နံပါတ်56အိမ်နံပါတ်84ထားမျိုးတွေပေါ့နော်အဲ့တော့ဟဲတန်းခုံမှုတဲ့ဖွန်လို့နာထန်နာမီတာဒီအိမ်ရဲ့အဆအူရဲ့နံပါတ်ကိုဖော်ပြပါတယ်သူတို့ကဘယ်လိုခွဲထားလဲဆိုတော့ဝင်းကျို့ခုံမှုလို့ဘယ်ဘက်မှာရှိတဲ့အဆအူတွေကိုခိုးစုမာကနဲ့ ပြီးရင်အော်ရင်းကျုံခုံမှုရင်ညာဘက်လမ်းရဲ့ညာဘက်ချမ်းမှာရှိတဲ့အဆအိုးတွေကိုတော့ကြက်ဆူလို့ဖြိုးရှိဟာမိတာဆောင်ကနန်းအနေနဲ့ဖြိုးရှိဟာမိတာတတ်မှတ်ထားပါတယ်တဲ့ဝီရဲဆော်နဲ့အပေါ်မှာတော့ ခုနပြောတဲ့ vacuumship il kwa samba 45 ga ihe hetan hamita ဒါနဲ့တဆိုင်ပါတယ်ပေါ့အဲ့တော့သူ့ရဲ့ဒီလိပ်စာရဲ့ပုံစံကိုသူတို့တစ်ခုချင်းရှင်းပြပေးထားတာပါဒါတော့ဒါလေးကတော့ဘ ഹു တုတပါပဲเนาะဂျေရိုဟိုမှာနေရင်လဲသိပြီးတော့ထွေထွထွတော့မဟုတ်ပါဘူးနားလည်တော့မှာပါကဲဒါဆိုရင်ဒီဗီဒီယိုလေးကရောရောဘုန်းတို့အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะရောရောဘုန်းတို့နဲ့အတူနောက်ထပ် တင်ငန်းစာအစ်စ်တွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့အောင်မယ်နော်ကျွန်တော်ပုံအညော